hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေနဲ့ဖြစ်မှာ subs အထား page တစ်ခုဖြစ်ပါတယ် page quality အနေနဲ့အစင်းရဖြစ်အောင်ဘယ်လိုလုပ်ဆောင်သွားရမလဲ rich englishman ကြတဲ့ဥစားကိုဘယ်လိုပြင်ပြင်သွားရမလဲဒီ page online မတိနားမလဲပဲဘယ်လို post ဘယ်လိုအမားမျိုးတင်ခဲ့မိလဲတော့ကျွန်တော် page quality အနေနဲ့ဖြစ်သွားခဲ့တဲ့ဆိုမှဒီ video မှာအားလုံးကျွန်တော်ပြပြရှင်းပြပေးမယ်အကယ်လို့လူကြီးမျိုးတို့ page မှာ profile မှာ အခုလိုအတိုင်း page quality အနေနဲ့အဝိုင်းအောင် profile အနေနဲ့အဝိုင်းအောင် at risk ဖြစ်နေဆိုရင်တော့ dpd profile ကြည့်မှကိုယ်ကိုယ်တိုင်ဖြည့်ရှင်းသွားလို့ရအောင်ဆိုပြီးကျွန်တော်အသေးစိတ်လုပ်ပြီးကျွန်တော်ပြပေးမယ်အတွက်ကျွန်တော်အဲ့တော့ကျွန်တော်ဒီဘက်မှာ professional dashboard ဆိုရှိတဲ့ဒီကိုဆိုကျွန်တော်တစ်ချက်ထောက်လိုက်ပါမယ်ထောက်လိုက်ပြီးဆိုကျွန်တော်ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုကျွန်တော်နည်းနည်းလေးအောက်ဆင်းသွားမှာကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ page is recommendation ဆိုရှိရဒီကိုဆက်တော့တစ်ချက်ထောက်သွားလိုက်ပါမယ်ဒီမှာတစ်ချက်ကြည့်မှာဆိုလို့ရှိရင်တော့ star ချက်ချက်ပြပြီးမှာ your recommendation are suspended ဆိုပြီးပြတယ်ပြောမစင်ကျွန်တော် page မှာတင်လိုက်တဲ့ post content ရဲ့ rich englishman ရဲ့အရင်ကိုကြားနေတယ်ကျွန်တော် page မှာရှိတဲ့ follower အနည်းပါးစီပဲမြင်တွေ့ရတဲ့အတွက်ကြောင့် rich englishman အရင်ကြားတယ်ပြီးလို့ရှိရင်ကျွန်တော် page မှာ live stream မှာညလွှင့်ပြီးသွားမယ်ဆိုရင် live stream မှာ second hand လောက်ပဲ view တက်မယ်အတွက်ကြောင့် rich englishman အရင်ကြားတယ်ဒီဥစ္စာဘာကြောင့်ဖြစ်တယ်ဘလို့ fix လုပ်ပြီးတော့ရမယ်ဆိုပြီး video ရဲ့အစုံအလေးမှာ ျွန်တော်ပြောပြပြပြီးမယ်အိမ်ဆုံးကျွန်တော်ပြောပြပြပြီးမှာတော့ page quality အနေနဲ့ဘာကြောင့်ဖြစ်တဲ့ဆိုပြီးအသေးစိတ်ကျွန်တော်ပြောပြပေးတော့ကြောင့်ဒီ review content တစ်ချက်နေပြီးတော့လိုက်မယ်ဒီမှာတစ်ချက်ကြည့်မှာဆိုလို့ရှိရင်တော့ straight နေချင်းအထိမှာ page quality အနေနဲ့ဖြစ်တော့ခဲ့တယ်အခုလိုမျိုး page quality အနေနဲ့ဖြစ်တော့ခဲ့ပြီဆိုရင်တော့ page reach engagement အရင်ကိုကြာတော့ခင်မယ်နောက်ထပ်တစ်ချက်နေချင်းဒီ page မှာနောက်ထပ် straight လာမယ်နောက်ထပ်အမှားဖြစ်တော့ခင်မယ်ဆိုရင် page က has been unpublished has been suspended ဆိုပြီး post နဲ့အပိုင်းတွေပျောက်သွားပွင့်နိုင်တယ်ဒါမှမဟုတ် page ပျောက်သွားပွင့်နိုင်တဲ့အတွက်ကြောင့်မို့ဒီ page ကိုကျွန်တော်အသေးစိတ်စစ်ဆေးကြည့်တဲ့ချိန်မှာတော့ဒီ page ကဘယ်လိုအမှားမျိုးလုပ်ထားလဲဆိုရင်သူ page မှာတင်တဲ့ ် content နဲ့ relative ရှိတဲ့ tab ပုံတွေကိုအခြား website က tab ပုံတွေ download ဆွပြီးပြန် edit မလုပ်ဘဲသူ့ page မှာတင်ပြီးသွားတဲ့ခါမှာ straight tv page quality အနေနဲ့ဖြစ်သွားခဲ့တဲ့ AOS နဲ့ပတ်သက်ပြီးလုံးဝလုပ်လို့မရဘူး။နောက်တစ်ခုကျတော့သူ second shot နဲ့ပတ်သက်ပြီးပေါ့နော်။ငွေလွဲ second shot နဲ့ပတ်သက်ပြီး tab ပုံရိုက်မှာတင်သွားခဲ့တဲ့ချိန်မှာတူတူတယောက် passive sign နဲ့ပတ်သက်ပြီးချိုးဖောက်တဲ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကလုံးဝတင်လို့မရပါဘူး။ငွေလွဲ second shot နဲ့ပတ်သက်ပြီးကျွန်တော် page မစင်စမစကားပြော second shot နဲ့ပတ်သက်ပြီးတူတူတယောက် profile page second shot နဲ့ပတ်သက်ပြီးတပ်ပုံရိုက်ပြီးတင်သွားခဲ့မှာစဉ်တူတူတယောက်ရဲ့ ပိုင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး leak ဖြစ်တဲ့ဆိုမှ policy ထိမှ page quality အနေအဝါဖြစ်သွားခဲ့မယ်ဒီ page မှာတင်တဲ့ admin ပါ straight ထိသွားခဲ့တဲ့အတွက်ကြောင့်ဒီ host နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးတချို့ကျရှိရဲ့ page messenger မှာစကားပြောတဲ့ဆို live group အနေနဲ့သူတို့တက်ပုံရိုက်မှတင်သွားမျိုးရှိရဲ့နောက်တစ်ခုကျတော့ငွေလဲ second shot နဲ့ပတ်သက်ပြီးနောက်တစ်ခုကျတော့ zion sale voucher စာရွက်နဲ့ပတ်သက်ပြီးတက်ပုံရိုက်ပြီးတင်သွားခဲ့တဲ့မှာလည်းအခုဒီမှာ straight tv page quality အနေအဝါဖြစ်သွားခဲ့တဲ့အတွက်ကြောင့် else နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးနောက်တစ်ခုကျတော့ဒီ page online ဒီကိုပိုင်တက်ပုံမဟုတ်ဘဲနဲ့အခြားလူရဲ့တက်ပုံ ံအခြားပစ်ကတ်တပ်ပုံအခြားဝက်ဆက်ကတ်တပ်ပုံတတ်ပတ်ရခွင့်ပြည့်မရှိဘဲသူတို့တပ်ပုံတွေကိုတခြား ATM လို့ပဲ pitch မှာတင်ပြီးတော့ကျွန်တော် straight ထိတဲ့အတွက်ကျွန်တော် Elson နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူးအကယ်လို့ကျွန်တော် pitch မှာ ကိုပိုင်တပ်ပုံမဟုတ်ဘဲအခြား social media whatsapp ကတပ်ပုံ download ဆိုပြီးတင်ချင်တဲ့ဆိုရင်ဘလို့ edit လုပ်ပြီးတင်တော့ရမှာဆိုပြီးအရှိပြီးတော့ကျွန်တော်ပြောပြထားတယ် edit လုပ်မှတင်တော့လို့ရပါတယ်ပြီးလို့ရှိရင်စာသားနဲ့ပတ်သက်ပြီးမှလည်းတူတူတယောက် pocket စာသားနဲ့ပတ်သက်ပြီးကြံတဲ့စကားလုံးမျိုး sales ရစကားလုံးမျိုး link ဆက်နဲ့ပတ်သက်အပိအမြောက်ဖြစ်တဲ့စကားလုံးမျိုးနဲ့ပတ်သက်ပြီးတင်တော့မယ်ဆိုရင်ကျွန်တော် page ကအနီရောအဝိုင်းဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ website နဲ့ပတ်သက်ပြီးလုံးဝလုံးလုံးများပေါ့ဒီ page မှာ register ဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့သူ့စာတင်မှကြခင်မှာ and publish ဖြစ်တော့ပေါ့နိုင်တဲ့အတွက်ကြောင့်မို့ဒီ page ကိုကျွန်တော် save ပြီးမှ ော်ပြပြင်ပေးထားတယ်ဒီဥစ္စာကျတော့ရှောင်းရဆန်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နည်းနည်းအောက်ဆင်းသွားပြီးမှသူ့ရဲ့ဒီ page no recommendation ဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ကျွန်တော်တစ်ချိတ်တော့ပြမယ်ကျွန်တော် back တစ်ချိတ်ပြန်ဆုပ်လိုက်ပါမယ်ကျွန်တော်ဒီ suspended ဖြစ်တဲ့ဥစ္စာအခုနောက်ကျွန်တော်ပြောတဲ့ဥစ္စာနဲ့အားလုံးအတူတူပါပဲခင်ဗျာပထမ step ကတော့ကျွန်တော်တို့ဒီ page မှာရှိတဲ့ admin account နဲ့တန်ရှင်းသေးရမယ် admin account တွေမှာ registered ဖြစ်နေတဲ့ violation ဖြစ်နေတဲ့ policy တစ်ခုခုထိပ်ပြီးအနီးအဝိုင်းဖြစ်နေဆိုရင်အဲ့ဒီ admin account နဲ့ဒီ page မှာ post content တင်ပြီးတောင်းမယ်ဆိုရင် rich englishman ကြတဲ့အတွက်ကြောင့်မို့အဲ့ဒီ admin account ကိုဒီ page ကနေထုတ်ပြီးမှတန်ရှင်းသေးတဲ့ admin account ကိုဒီ page မှာထည့်ပြီးမှ post content တင်ပြီးတောင်းမယ်ဆိုရင် rich englishman လေးတွေပြန်တက်လာ ါပါမယ်နောက်တစ်ခုကျတော့ကျွန်တော် page မှာ violation နဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော် page မှာ copy post copy content violation content တင်ထားတယ်တက်ပတ်တည်းခွင့်ပြုမှုရှိပဲသူများ content တွေယူသုံးထားတယ်ဆိုရင်လည်းကျွန်တော် page က page is recommendation ya suspended ဖြစ်သွားခဲ့တယ်ကျွန်တော် rich investment ကြားတယ်အဲကြောင့်မို့ကျွန်တော်တရားလေးပြန် edit လုပ်ပြီးတင်သွားရတယ်နောက်တစ်ခုကျတော့ sensitive ဆိုတဲ့ content မျိုးပေါ့ sensitive content မျိုးဆိုတော့မဟုတ်မမှန်တဲ့ဒရင်နဲ့ပတ်သက်ပြီးမဟုတ်မမှန်တဲ့စကားလုံးနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်ကျွန်တော်ဒီ give away ပေးတဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်ဒီ to the three နဲ့ပတ်သက်ပြီးကျွန်တော် page မှာတင်ပြီးတော့မယ် long ကစားနဲ့ပတ်သက်ပြီးတင်ပြီးတော့မယ်ဆိုရင်လည်းအခုလိုအတိုင်းဖြစ်ပါတယ်အဲဥစ္စာနဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရပါဘူး fraud content မျိုးပေါ့နော်ပြောမှဆိုရင်လိမ်လည်မှုပိုင်းဆိုင်နဲ့ပတ်သက်ပြီးပြီးလို့ရှိရင်လူကွန်ကူးနဲ့ သက်ပြီးတင်ပြီးသွားတဲ့ဆိုရင်လည်း straight မလာပေမဲ့ကျွန်တော် pitch က rich englishman ကြားတဲ့အတွက်ကြောင့် else နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရအကယ်လို့တင်သွားချင်တယ်ဆိုရင်ဘလို့တင်သွားရလဲဆိုပြီးအရှိပြီးတော့ကျွန်တော်ပြပြထားတယ်အကယ်လို့သိချင်တယ်ဆိုလို့ရှိရင်လည်းနောက်တစ်ခု video လုပ်ပြီးမှကျွန်တော်တင်ပြီးသွားပါမယ် နောက်တစ်ခုကျတော့ကျွန်တော် page မှာရှိတဲ့ admin account က adversa buy လို့ရှိရင်ပေါ့နော်ပြောမစင်ကျွန်တော်ဒီ boost app မှာ register ဖြစ်နေတဲ့ add app မှာ register ဖြစ်နေတဲ့ error ခုတက်တယ်ဆိုလို့ねကျွန်တော် page ကိုထိခိုက်တဲ့အတွက်ကြောင့်မို့အဲ့ဒီ admin account ကိုထုတ်ပြီးမှတန်ရှင်းတက်ရတဲ့ admin account ထည့်ပါအကယ်လို့ account မရှိဘူးဆိုရင်အဲ့ဒီ account ကိုပြန် fix လုပ်ပြီးမှသုံးပါဒါမှမဟုတ်ရင် account အသစ်ဖွင့်ပြီးမှ admin လွှဲပြီးမှအဲ့ဒီ admin account အသစ်နဲ့ post content တင်ပြီးသုံးမယ်ဆိုရင်အဆင်ပြေတယ်ပြီးလို့ရှိရင်အခုလိုမျိုး page ကိုလည်းဒီအနေအထားဖြစ်နေဥစ္စာပြန်အများဆုံး rich englishment ပြန်တက်လာအောင်ဘယ်လိုလှုပ်ဆောင်သွားရ မလဲဆိုလို့ရှိရင်တော့ကျွန်တော် page မှာဒီ video file လေးတွေလုတ်ပြီးမှတင်သွားရမယ်။ video ဆိုတော့စာကိုပိုင် video original video နောက်ခံတချင်းမှပတ်ပဲနဲ့အဲ့လိုမျိုး video လေးတွေ10မိနစ်အထက်3မိနစ်အောက် video 9မိနစ်အောက် video လေးတွေလုတ်ပြီးမှတင်သွားမှဆိုရင်ပို့ပြီးအဆင်ပြေတော့ rich englishman ပြန်တက်လာပါမယ်။တန်ရှင်းတရတဲ့ admin account နဲ့တင်သွားရမှာပေါ့နော်ဗီဒီယိုတင်တဲ့ခါမှာလဲ quality ရှိတဲ့ဗီဒီယိုတင်ပါ quality ရှိတဲ့ဗီဒီယိုဆိုဟိုလိုမျိုးကင်မရာအကြီးကြီးနဲ့လုံးဝအကောင်းစားနဲ့တင်စရာမလိုအပ်ပါဘူး quality ရှိတဲ့ video ဆိုကျွန်တော်ဖုန်းကင်မရာနဲ့ကြည်ကြည်လင်လင် video ရိုက်ပြီးမှကျွန်တော်စကားပြောတဲ့ဥစ္စာကြည်ကြည်လင်လင်ပြတ်ပြတ်တသားလေးဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီး video လုပ်ပြီးတင်သွားမယ်ဆိုရင်တော့လူကြည့်များမယ်လူက လူတရားကိုဗီဒီယိုဖွင့်ကြည့်တဲ့အခါမှာဆွဲဆောင်မှုရှိတဲ့ဗီဒီယိုဖိုင်မျိုးလုပ်ပြီးတင်သွားတော့ပို့ပြီးအဆင်ပြေတယ်။ကျွန်တော် page မှာရောင်းတဲ့ product content တွေပဲကျွန်တော် review ကောင်းကောင်းလေးတွေရေးပြီးမှ review ကောင်းကောင်းလေးလုပ်ပြီးမှ page မှာတင်သွားမယ်ဆိုရင် ပို့ပြီးအဆင်ပြေတယ်။ဒီ page owner ကကျွန်တော်ပြောတဲ့အတွက်ကျွန်တော်ဒီ page owner ဒီမှာဆိုရင်ဗီဒီယိုဖိုင်လေးတွေအသေးလေးလုပ်ပြီးမှတင်တင်တော့ rich english မနေပြန်တက်လာမှာပေါ့ဒီမှာဆိုရင်စက်ခဏရော share ဖြစ်တော့ခဲ့ like တော့မှ48ရောက်ဖြစ်သွားခဲ့တယ်ပေါ့နော်။ဒီလိုလေးလုပ်ပြီးတင်သွားခဲ့မယ်ဆိုရင် page က suggested ရောက်တဲ့အတွက်ကျွန်တော်ကို page မှာရှိတဲ့ follower အားလုံးလည်းမြင်တွေ့ရမယ်။ပြီးလို့ရှိရင်ကို page page နဲ့ follower မဖြစ်တဲ့အခြားလူတွေလည်းဒီ page နဲ့ဒီ page မှာတင်ထားတဲ့ content နဲ့ related ရှိတယ်ဒီ video မှာတင်ထားတဲ့ content နဲ့ related ရှိတယ်အခြားလူအသစ်တွေစီကိုလည်း Facebook က automatic ပို့ပေးတဲ့အတွက်ကြောင့် rich engagement အသစ်တွေတိုးပြီးလာမယ် follower အသစ်တွေတိုးပြီးလာမယ်ဆိုရင်ပို့ပြီးမှဇေယျဇေဝအဆင်လေးတွေပြင်မယ်တချို့ကြောင့်ရှိရဲ video လေးအလုပ်ပြီးတင်ပါဆိုလို့ရှိရင်သူတို့က video တော့လုတ်တယ်ဒါပေမဲ့အဲ့ဒီ video တော့ TikTok မှာတင်လိုက်တယ် TikTok တဆင့်အဲ့ဒီဗီဒီယိုပြန် save လုပ်ပြီးမှ page မှာလာတင်တဲ့ခါမှာ TikTok ကနောက်ခံသချင်းပါတယ် TikTok က logo ပါတဲ့အတွက်ကြောင့်မို့ TikTok ကနောက်ခံ background data တွေပါလာခဲ့တဲ့အတွက်ကြောင့် page ကအနေနဲ့အမြန် corporate team က page quality အညာဖြစ်သွားခဲ့တဲ့အတွက်ကြောင့်အဲ့ဥစားနဲ့ပတ်သက်ပြီးလုံးဝလုပ်လို့မရအောင်နော်ဗီဒီယိုတစ်ပုဒ်ဖန်တီးတဲ့ဆိုရင်နောက်ခံသချင်းမပါဘဲနဲ့ကောင်းကောင်းမွန်မွန်ဗီဒီယိုလုပ်ပြီးမှအရင်ဆုံး page မှာတင်မယ် page မှာတင်လို့ပြီးသွားခဲ့ပြီးဆိုမှ YouTube channel TikTok တို့မှာ TikTok တို့မှာ marketing ဆင်သွားလို့ရပါတယ်အခုနောက်တော့ကျွန်တော်ပြောတဲ့ဗီဒီယိုလုပ်တဲ့ခါမှာ10မိနစ်အထက်3မိနစ်အောက်ဗီဒီယို9မိနစ်အောက်ဗီ ီဒီယိုဘာကြောင့်လုပ်လဲဆိုလို့ရှိရင်ကျွန်တော် pitch my video တွေကအရင်အရှိဆိုလဲပေါက်ရတဲ့ခက်တဲ့အတွက်ကြောင့်မို့ video တော်တော်လေးတင်မဆိုရင်ပို့ပြီးအဆင်ပြေပြောမစင်3မိနစ် video လောက်ဆိုရင်လူကြည့်များတယ်ပြီးတော့10မိနစ်အထက်5မိနစ်အောက် video လေးဆိုလူကြည့်များတယ်ကြားကြားမှာကျွန်တော်ဒီ short video လေးတွေ reels video လေးတွေလုပ်ပြီးတင်မဆိုရင်ပို့ပြီးမှ rush engagement ကောင်းလာမယ် follower အသစ်တွေပို့ပြီးမှ troll လာပါမယ်ခင်ဗျာနော်ဒီ video မှာတော့ဒီလောက်ပါပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အကယ်လို့မသိနားမယ်လို့ရှိရင်လည်းအပေါ်ပိုင်ပိုင်နဲ့တစင် contact လုပ်ပြီးစကားပြောပွင့်နိုင်ပါတယ်ဒီနေ့ဒီ blog အားလုံးကျွန်တော်ကျေးဇူးတင်တယ်ဒီ page ကို quality ပြန်စင်းတော့ခဲ့ပြီဆိုရင်ကျွန်တော် page ကျွန်တော် channel မှာ live group အနေနဲ့ second show ရိုက်ပြီးမှကျွန်တော်တင်ပေးတော့ပါမယ် short video ဖြစ်စေပါနော်ဒီ page owner တော့ကျွန်တော်တေချာလေးပြောပြလိုက်တော့ကျွန်တော်ကျွန်တော်ပြောပြအတိုင်းအားလုံးလိုက်နိုင်ပြီးတင်ထားတဲ့အတွက်ကြောင့်ဒီ page ကတင်မကြခင်မှာ100% save မယ်ဒီ page လည်းကျွန်တော်တေချာလေးစစ်ဆေးပြီးဖြစ်နေတဲ့အမားတွေအားလုံးဖြတ်မှ request တွေပြုတင်ထားပေးတဲ့အတွက်ကြောင့်တင်မကြခင်မှာပြန်စင်းတော့ခဲ့ပါမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်